ဆိုတော့ဒီနေ့ကျွန်တော်တို့ကယုံကြည်ခြင်းကို serious မထားဘူးယုံကြည်ခြင်းကဖះနဲ့ deal လုပ်တဲ့နေရာမှာ အရေးကြီးဆုံးဖြစ်တယ်ဥပမာဒီနိုင်ငံမှာဆိုရင်ဘယ်အရာပဲဝယ်ခြင်းဝယ်ခြင်း time bat လိုအပ်တယ် အမေရိကရောက်တဲ့အခါမှာအမေရိကန်ဒေါ်လာလိုအပ်တယ်ယူရိုနိုင်ငံတော်တော်များများမှာယူရိုပတ်စံနဲ့ဝယ်ရတယ်အင်္ဂလန်ရောက်တဲ့အခါမှာစတာလင်ပေါင်နဲ့ဝယ်ရတယ်ဒါပေမဲ့ဖျားနိုင်ငံတော်ထဲမှာဖျားသခင်စီကမင်္ဂလာအားလုံးကိုရယူဖို့တော့ဖျားနိုင်ငံတော်မှာ currency ကပါလဲဆိုတော့ယုံကြည်ခြင်းဖြစ်တယ် ယုံကြည်ခြင်းမရှိရင်ဖရားစိတ်တော်နဲ့မတွေ့နိုင်ဘူးလေ။ So ဖရားနဲ့အလုတ်လုတ်လို့မရဘူးပေါ့။အလုတ်လုတ်လို့မရ။ဒါကြောင့်ဖရားက तू ပြန်ကြွလာတဲ့အချိန်မှာတဲ့ယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့ရမည်လို့လို့ဖရားကမိတ်နေတယ်ပြောချင်တာစိုးရိမ်တယ်။ငါတွေ့မှတွေ့ပါတော့မလားယုံကြည်ခြင်း။ဒါဆိုတော့ဘာလို့ယုံကြည်ခြင်းမရှိတာလဲ။ ကျွန်တော်ယုံကြည်ခြင်းမရှိတဲ့အဓိကပြဿနာကျွန်တော်တို့ကြားတာတွေမှားနေတယ်ယုံကြည်ခြင်းကကြားနာခြင်းကြားနာခြင်းကဖရားစကားဒီနေ့ကျွန်တော်တို့စူတောင်းတာပဲစက္ကတာပဲဘာလို့မအောင်မြင်တာလဲဘာလို့ကျွန်တော်တို့ကြားမှအဆင်မပြေတာလဲရှင်းရှင်းလေးပဲယုံကြည်ခြင်းမရှိလို့သက်စက်ကျွန်တော်ယုံတာပဲဆရာမင်းထင်တဲ့ယုံကြည်ခြင်းနဲ့ဖရားပြောတဲ့ယုံကြည်ခြင်းနဲ့လွဲနေလို့ဘော ရှင်းရှင်းလေးပဲယုံကြည်ခြင်းရှိရင်ဖယားသခင်ရဲ့နှလုံးနဲ့တွေ့တယ်ဖယားနှလုံးနဲ့တွေ့တဲ့သူကိုဖယားသခင်ကတဇက်မှဒီလောကမှာအထီးမခံဘူးနော်ဆိုတော့ယုံကြည်ခြင်းကဘယ်ရလာလဲဆိုတော့ကြားနာခြင်းနဲ့ ကြားနာခြင်းကဖျားစကားတဲ့ဒီလိုပြောတယ်နော်အေးဒါမဲ့ဒီနေ့ဒါလေးကိုကျွန်တော်ရှင်းချင်တယ်ရှင်းပြချင်တာတရားဟောချက်တွေလည်းမြောက်များစွာဒီခေတ္တကာလမှာရှိတယ်တရားဟောချက်တွေအများကြီးရှိတယ်ကျမ်းစာထဲရပဲဟောကြတာပဲဖျားစကားတွေဟောကြပါလေဒါပေမဲ့ဘာလို့ယုံကြည်ခြင်းမဖြစ်လာတာလဲလို့ကြည့်တဲ့အခါမှာဒီလိုတွေ့ရတယ်ခင်ဗျာ ယောမအခန်းကြီး30အငယ်18မှာဒီနေ့ကျွန်တော်တို့လာမယ့်အနာဂတ်မှာဘာမှမရှိရင်နေပါစေယုံကြည်ခြင်းရှိရင်သင်ဘယ်အရာကမှသင်ဆွဲချလို့မရစေအောင်ဖရာသခင်ချီးမြှောက်လိမ့်မယ်အာမင်အာမင်တောင်းသင်ပတ်စံမရှိလဲပြဿနာမရှိဘူးသင်ယုံကြည်ခြင်းရှိဖို့လိုတယ် တင့်မှာအောင်မြင်ခြင်းမရှိဘူးပြဿနာမရှိဘူးတင်းယုံကြည်ခြင်းရှိဖို့လိုတယ်တင့်မှာအတိုင်းဝမ်းမရှိဘူးပြဿနာမရှိဘူးတင်းယုံကြည်ခြင်းရှိဖို့လိုတယ်ဆိုတော့ယုံကြည်ခြင်းနဲ့ပတ်သက်လို့ကျွန်တော်အနည်းငယ်ရှင်းပြခြင်းတယ်တို့ဖြစ်ရယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်တယ်အဲ့ဒါလေးမှတ်ထားပေးအရင်ရေးကြည့်တယ်ယုံကြည်ခြင်းကိုဖြစ်စေတာပါလဲပြောရအောင်ယုံကြည်ခြင်းဖြစ်စေတာပါလဲ good ဖရာသခင်ကယုံကြည်ခြင်းရှိတဲ့သူတွေကို तू ကမြေကြီးပေါ်မှာအယံချီးမြောက်တဲ့ဖရာဖြစ်တယ်။အာမင်။ဖရာသခင်ကယုံကြည်ခြင်းကို ထောက်ပြီးတော့မှအံ့ဩဖွယ်ရာချီးမြောက်ကောင်းကြီးပေးတဲ့ဖရာဖြစ်တယ်။ဖရာကလူမျက်နှာကိုထောက်တာမဟုတ်ပေမဲ့ယုံကြည်ခြင်းမျက်နှာကိုတော့ထောက်တယ်။ ယုံကြည်ခြင်းပေါ်မှာအလုတ်လုတ်တဲ့ဖယားရှင်ဖြစ်တယ်အဲ့ဒီမိမကသွေးတနာဆွဲတဲ့မိမအတိတ်ကဘာတွေဖြစ်ခဲ့လဲဘာတွေဘလို့တွေဘာတွေဘနေရောက်ဘာတွေဘာမှသူစိတ်ဝင်စား तू စိတ်ဝင်စားတာကငါသမီးတင့်ယုံကြည်ခြင်းတည်တင့်အနာကိုငြိမ့်စေပြီဆိုတာကိုစိတ်ဝင်စားတယ်ဆိုဒီနေ့ကျွန်တော်တို့ယုံကြည်သူလို့ပြောလာရင်ယုံနာမှားနေတဲ့ယုံကြည်သူတွေအများကြီးရှိတယ်ခင်ဗျာ ယုံနာမှားနေတဲ့အခါမှာအမြင်နေရလဲမှားနေတယ်ခင်ဗျာယုံနာမှားရင်ဘာမှားလဲအမြင်မှားတဲ့အခါမှာဘာဖြစ်လဲကိုမြင်တဲ့အတိုင်းပဲကိုရတယ်ကိုဘာမြင်လဲအဲ့ဒီအမြင်တိုင်းပဲကိုဖြစ်တယ်ကိုဘလို့မြင်လဲမြင်တဲ့အတိုင်းပဲကိုဖြစ်လာကိုကိုကိုမြင်တဲ့အမြင်သူများကိုမြင်တဲ့အမြင်ကိုအနာကတ်ကိုမြင်တဲ့အမြင်မှားနေသူရေကိုရတဲ့ရလက်တရားလဲမှားနေမှာပါ ထလိကြည့်အောင်ကျွန်တော်တရားတရားဟောချက်ဒီအများကြီးကျွန်တော်ကြားတယ်ကောင်းပါတယ်ဒါပေမဲ့တကယ်ယုံကြည်ရှင်းဖြစ်လာလားတရားဟောချက်ဒီအများကောင်းတယ်ဒါပေမဲ့ကျွန်တော်နားလည်စေချင်တယ်တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်တယ် Jana Chindile, Payat King, Zagaro, Apin Pidelu, Pamalu, Piore, Inglilu Mataluma, Pio. Faith comes from hearing the message. What kind of message you are hearing every day? And the message is heard through the word about Christ. ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်တယ်ကြားနာခြင်းသည်ဖျားစကားအဖြစ်ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ဒီမှာကြတော့အဲ့လိုမပြောဘူး the message is heard through the word about christ ကျွန်တော်တို့ကြားနေတာကခရစ်တော်အကြောင်းဟုတ်ရဲ့လားဘာအကြောင်းနေကြားနာလဲဘာ doctrine နေကြားနာလဲဘယ်နည်းဥပဒေတရကြားနေတာလဲ ဟောချက်တွေတော့အရာနေကောင်းနေတယ်ဒါပေမဲ့သင်ကြားနေရတဲ့တရားကခရစ်တော်ရဲ့တရားဖြစ်ရလားခရစ်တော်အကြောင်းကိုဘဟုပြုပြီးတော့ဟောတဲ့တရားဖြစ်ရလားဒီလူကိုတိုက်ခိုက်ခြင်းလို့ဒီတရားဟောချက်ကိုဟောပြီးနေပြီးတော့ဒီလူကိုဒီတရားဟောချက်ကိုဖျက်ခြင်းလို့ဟောတယ်ဆိုရင် အဲ့ဒါယုံကြည်ခြင်းမဖြစ်ဘူးသူများတို့ကိုဟောတဲ့တရားကကိုမှန်နေတယ်ငါကအမှန်တရားဟောနေပါတယ်ဆိုပြီးတော့လူတွေအတိမတ်ပြုအောင်ဟောနေတယ်ဆိုလဲသူများအတွက်ယုံကြည်ခြင်းမဖြစ်ဘူးအခုကျွန်တော်တို့ကြားနေတဲ့ message တွေက about Christ ဟုတ်ရလား the word about Christ ကျွန်တော်တော်များအခုနောက်ပိုင်းယုံကြည်ခြင်းမဖြစ်စေတဲ့တရားတွေဟာဘာတရားလဲဆို condemnation condemnation ဆိုတဲ့တရားတွေများနေတဲ့၍လူတွေအတွက်ယုံကြည်ခြင်းမဖြစ်ဘူးဘာပဲဖြစ်ရတလားယုံကြည်ခြင်းမရှိမဖြစ်လာတဲ့တရားတွေကြားတာများရင်လူတွေမှာဖြစ်တဲ့အရာဘာလို့ထင်လဲ 教育钱，输赢钱，补办钱，生意钱，送香钱，带了一批来。 ြတနာမရှိဘူးလို့ကျွန်တော်မပြောဘူးယုံကြည်သူမှာဒါမဲ့အဲ့ဒီပြတနာထဲကနေတခြင်းစုံနိုင်တဲ့သူကဖရားရဲ့ယုံကြည်ခြင်းကိုယထားတဲ့သူယုံကြည်ခြင်းလို့ပြောလာရင် ကိုယ့်ဖတာကိုတအားယုံနေတဲ့ယုံကြည်ခြင်းကိုပြောနေတာမဟုတ်ဘူးဖရားရဲ့ယုံကြည်ခြင်းကိုယတာကိုယ့်ယုံကြည်ခြင်းမဟုတ်ဘူးဖရားရဲ့ယုံကြည်ခြင်း general ဒီနေ့လောကအောင်တဲ့ယုံကြည်ခြင်းကကျွန်တော်ဖာတာတစ်ဖက်သက်ယုံတဲ့အောင်မြင်ခြင်းမဟုတ်ဘူးဖရားရဲ့ယုံကြည်ခြင်းဒါကြောင့် faith come, comes from hearing the message and the message is heard through the word about christ ယုံကြည်ခြင်းကိုဖြစ်စေသောတရားကခရစ်တော်မပါလို့မရဘူးခရစ်တော်မပါလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်မပါလာတဲ့ကျွန်တော်တို့အယံပင်မလိမ့်မယ်လောကမှာ ခရစ်တော်မပါလာတဲ့တရားတိုင်းကကိုယ်လှုပ်ခိုင်းတဲ့တရားကြီးပဲခရစ်တော်ရဲ့တရားကပဲကိုယ်လှုပ်ပေးတဲ့တရားဖြစ်နေလို့မိဘသားမိကျိုးစားလို့မပြောဘူးငါထန်တို့လာငါချမ်းသာပေးမယ်ငါတဘောကထမ်းလွယ်တယ်ငါဝင်ငါပေါ့တယ်ဒါကြောင့် the word about Christ ခရစ်တော်မပါလာတဲ့တရားကကြောက်စရာကောင်းတယ်။ဒီနေ့ကျွန်တော်တို့နားထောင်တဲ့တရားဟာခရစ်တော်ကိုဗဟိုပြုပြီးခရစ်တော်ကိုချင်းမြောက်တဲ့တရားလား။အမကျွန်တော်အမြဲတမ်းပြောတဲ့ဂျမ်းပိုက်ရှိတယ်။ယောဟန်ခန်းကြီးတအငယ်၁၈မှာ ။ဘာလို့ကျွန်တော်တို့ခရစ်တော်မပါလာဘဲနဲ့ကျွန်တော်တို့ကဘာကောင်းကြီးမှရှိတော့မှာမဟုတ်ဘူး။ကျွန်တော်စူးစမ်းလို့လည်းပဲဖခင်ကကျွန်တော်တို့ကိုအဲခေါင်းကြီးပေးမယ်လို့တင်မထင်နဲ့စူးစမ်းရင်စူးစမ်းတလောက်တော့တင်လောကမှာရပိုင်ခွင့်ရှိတယ်ဒါပေမဲ့ limit ရှိတယ်ဖခင်ရဲ့ပြင်ဆင်ထားတဲ့ခေါင်းကြီးက limit မဟုတ်ဘူး unlimited blessing ဟာလေလုယာဖခင်ပြင်ဆင်ထားတဲ့ကောင်းကြီးတဲကိုကျွန်တော် ဝင်စားစေခြင်းနဲ့တချို့လူကဒီနေ့ဘာပြောလဲဆိုတော့ဆရာဒေးဗစ်လာနောက်ပိုင်းတရားဟောတာတွေကအရာစီးပွားရေးဆန်တယ်ကျွန်တော်ဆိုလိုရင်းကိုနားမလဲတော့အဲ့တိုင်ပြောမှာပဲဆိုလိုရင်းကအရေးကြီးတယ်ဗျာ ရှင်းပြောမယ်ကျွန်တော်ခရိယန်လို့ပြောပြီးဆင်းရဲတာကျွန်တော်ယင်ထဲမှာမပျော်ဘူးဒီစัจ java တခုလုံးပိုင်နေဖះရောအဖေလို့ခေါ်နေပြီးတော့မှဆင်းရဲနေဆိုတာဘာအဓိပ္ပာယ်ရှိမှာလဲနင်းနေတော့ something wrong နေပြီစီးပွားရေးဆန်ဆန်ပြောနေတာမဟုတ်ဘူး ကျွန်တော်တရားဟောခြင်းနဲ့စိတ်တော်မရှိဘူးเนาะတခါတလေဒါမဲ့တမာတရားကိုဟောမဲ့လူရှားနေပြီကျစ်ကန်အရင်အရင်ထဲမှာရှိတိုင်းပြောမယ်ဆိုရင်မဟောခြင်းဘူးဒါမဲ့ကျွန်တော်လည်းအမုန်းခံလို့ပြောနိုင်တဲ့ကောင်ဘာသူရှိလို့လဲဒီလိုအစဲခံရရင်ပို့တော့မှမဟောခြင်းတော့ဘာသူမှ ဒါပေမဲ့ကျွန်တော်ကဒီတိုင်းပဲဆက်သွားရင်တော့ဒီခရိယန်အထူးဖြင့်မြန်မာပြည်ကခရိယန်တွေကဒီအကျွေးဘဝနဲ့လွတ်တော်မှာမဟုတ်တတ်လို့အကျွေးတွေနဲ့သူများမျက်နာကြည့်နေရတဲ့ဘဝပြောတော့ဖရာသားသမီးဖရာသားသမီးတတ်တည်ခန္ဓာတော်မှာမျက်နာကောင်းကောင်းတတ်တည်မခံရဘူးငါဖရာကျွယ်ဝတာငါ့ကိုကြည့်လို့ဘယ်ကောင်ပြောနိုင်လဲငါဖရာကောင်းမြတ်တာငါ့ကိုကြည့်ဘယ်သူပြောနိုင်လဲ ကျွန်တော်ပြပြမကြုံညီကုန်မောမတော့ကျွန်တော်မှန်တဲ့ယုံကြည်ခြင်းကိုတိဆောက်ရမယ်နော်မှန်တဲ့ယုံကြည်ခြင်းကိုတိဆောက်အောင်ကျွန်တော်ပြောပြမလားအမေရိကကဘာပြောလဲဆိုတော့ကျွန်တော်ဆရာအမေရိကမှာဆရာမင်းရှင်လဲစနေပြီအောင်လဲအောင်မြင်နေပြီဆရာနေလိုက်ရင် ဆရာရှိတဲ့မြို့ကိုကျမတို့အကုန်ကျွန်တော်တို့အကုန်ပြောင်းလာမယ်လာပေးပါဒီမှာမပြီးသေးဘူးဗျဘာမပြီးဘူးလဲဒီလားမရသေးဘူးဖရာသခင်ပေးတဲ့သူ့ရဲ့ယုံကြည်ခြင်းကြီးကိုမရသေးဘူးကိုယုံချင်တာယုံနေကြတာ ကိုထင်တာကိုယုံတော့အဲ့ဒါအဟုတ်လို့ထင်နေတာဒါပေမဲ့ result ကမကောင်းဘူးအဲ့ဒါအမျိုးဆုံး reason နေပေးနေတယ် reason မလို့ချင်ဘူး result ပြမင်းတရားပင်ဆိုတရားတီးတီးပြဖျားသားသမီးလို့ပြောရင်ဖျားသားသမီးရဲ့ပေါ်လို့ရင်ထင်ရှားခြင်းလောကကြီးကစောင့်နေတာ လောကကြီးကမော်ကြည့်ရမှာလောကကြီးကနှိမ်ကြည့်နေရတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီတိုင်းလက်ပိုက်ကြည့်နေလို့တော့မရဘူးဗျာခံယူချက်မရှိရင်မှုတော့မဆောင်တာကောင်းတယ် အလှငွေရလို့အမှုတော်ဆောင်တာမဟုတ်ဘူးအလှငွေပေးတော့မှုတော်ဆောင်တာကျွန်တော်တို့ကပပလေးမှာလိုအပ်နေတဲ့သူတွေကြီးပဲကျွန်တော်ဘာလို့ပေးနိုင်လဲယုံကြည်ခြင်းတစ်ခုပဲရှိတယ်ကျွန်တော်တို့မှာဘာမှရှိဘူးအေးလို့လို့တာလေယုံကြည်ခြင်းပဲ အဲ့ဒီယုံကြည်ခြင်းဘယ်အမှမလာဘူးကျမ်းသာခြင်းပဲလာတယ်ကျမ်းသာခြင်းကပါလဲ about Christ about Jesus Christ about Jesus Christ about Jesus Christ မကြည် for the law was given through Moses given through Moses but grace and truth came grace and truth came through Jesus Christ. So the magia, Yeshu bacuala kenti di di lokai ma Jesu done tamatia so mashiu. Tesadia ne Jesu do sura mashiu. How we know? Saleuji, yo ang kanji tinge salima. ပိုကောင်းတာကဖခင်ယေရှုပြုဖို့လာတယ် तू อ่ะ तू อ่ะယေရှုပြုဖို့လာတဲ့အတွက်ကြောင့် तू อ่ะဘာနဲ့ပြည့်စုံလဲဆိုတော့ယေရှုတော်နဲ့၎င်းတစ္ဆာနဲ့၎င်းပြည့်စုံတယ် तू อ่ะနောက်ကပါတော်ဒီလဲလူဇာတိအဖြစ်ကိုခံယူတယ်ဂျေဇူးတော်နှစ်၎င်းတစ္ဆာနဲ့၎င်းပါဖြစ်လဲပြည့်စုံတယ်